အသွေးမတူတဲ့အိမ်တော်ကြီးတစ်ခုကိုချစ်ချင်းတရားနဲ့ဘယ်လိုထူတောင်းမလဲအချစ်ကြောင့်ဘဝကိုအစာပြေစားပြီးပြောင်းလဲပြစ်ချင်တဲ့လူငယ်တယောက်ဘဝရဲ့ကအချစ်ရဲ့အတိတ်ပဲကိုတွေးရှိသွားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေရဲ့အကြောင်း Journalist Jester Movie ကနေဒီတစ်ပတ်မှာတော့ကြည့်ရှုသူပရိသတ်တွေအတွက်အချစ်နဲ့မလွတ်ကင်းနိုင်တဲ့သူတွေအကြောင်းကိုတရုပ်ဖော်ထားတဲ့ရုပ်ရှင်ဇာတ်ကား၃ခုကိုကြည့်ရှုဖို့ညွှန်ပြသွားမှာဖြစ်ပါတယ် တို့ရဲ့ဒါလူတိုင်းလူတိုင်းမှာဆိုလို့ရှိရင် အချစ်ကိုခံစားနားလည်နိုင်တဲ့နှလုံးသားရရှိကြပါတယ်။တစ်ခါတလေအချစ်ကကျွန်တော်ရဲ့စိတ်ကိုရင်းချက်စေတယ်။တက်တိရှိစေတယ်။ပြောင်းလဲမှုတွေဖြစ်စေပါတယ်။လူတွေရဲ့အချစ်နဲ့မလွတ်ကင်းနိုင်ကြတဲ့ပုံတွေကိုရိုက်ကူးထားတဲ့ရုပ်ရှင်တွေကဒီတစ်ပတ်အတွက်ပုံစံမတူညီတဲ့ဇာတ်ကားကောင်းတချို့ကိုကျွန်တော်ရွေးချယ်ပေးသွားမှာပါ။အရင်ဆုံးညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့ Taliban Talibee ဆိုတဲ့အင်အောင်ရေးတရုပ်ပေါ် drama ဇာတ်ကားတကားပဲဖြစ်ပါတယ်။ ဒီဥရှင်ကကြတော့အာကရူပါစာမိဖရာကျောင်းတွေကလင်မယားနှစ်ယောက်ရဲ့တနစ်ဒါရံပွဲကိုဇလန်းဆင်ပြီးတော့ရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့တော့ကရူပါစာမိဆိုတာကကြတော့အပြစ်မဲ့သူတွေကိုအကာအကွယ်ပေးတဲ့သူဖြစ်လူသိများတဲ့တမီယိုးယာဘာသာတရားထဲမှာတကူးကြီးရဲ့နတ်ဖရာဓမ္မပေါ့။ပါရစီဆိုတဲ့အမျိုးသမီးတူကကြတော့သူ့ရဲ့တမီလေးကိုဖရာကျောင်းမှာဒီခေါင်းရိပ်မင်္ဂလာပြုလုပ်ပေးနေရပေါ့။အဲ့ဒီအချိန်မှာ6လလောက်ကွဲကွာနေတဲ့ခင်မွန်းဖြစ်သူအာဂါဆန်ကရောက်လာပြီးတော့သူမသိပဲသူ့ရဲ့တမီကို အခုလိုမျိုးခေါင်းရင်းမင်္ဂလာပြုလုပ်ပေးနေလို့သူကအဲ့ချိန်မှာပြဿနာရှာတယ်။သူတို့လင်မယားနှစ်ယောက်ကအသွေးမတူတဲ့အိမ်သူဖြစ်ရတဲ့အိမ်တော်ဘက်တွေဖြစ်ကြရယ်ပေါ့နော်။သူတို့လင်မယားနှစ်ယောက်အကြောင်းပြောရမယ်ဆိုရင်လည်းဒီအာကာဆန်ရဲ့မိသားစုဘက်ကကြတော့ဗန်ချင်းဝင်နဲ့ဖွင့်ထားတဲ့စားသောနံဆိုင်ကိုပိုင်ထားတယ်။ပညာရေးမှာအားနည်းပေမဲ့ပလာတာကောင်းကောင်းလုပ်တတ်တဲ့အတွက်ကြောင့်မလို့သူကအရင်အောင်မြင်ပြီးတော့လူကြိုက်များတဲ့မုန်းလို့ဆရာတယောက်ဖြစ်နေပါတယ်။အမြဲရန်ဖြစ်တတ်တဲ့သူ့ရဲ့ညီရဲ့နောက်ကလေးတယောက်အမေဖြစ်တဲ့သူ့ရဲ့ညီမပြီးတော့မိဘနှစ်ပါးနဲ့ အတူတူဒါအလုပ်ကိုတေချာကြိုးစားလုပ်ကြိုင်နေမိသားစုလိုက်စီးလုံးလုံးနဲ့စက်တော့ဆိုင်လေးကိုသူတို့စုစုစည်းဦးဆောင်နေကြရပေါ့အဲပါရစီကကျတော့မဟာဘွဲ့ရထားတဲ့မိကလေးတယောက်သူကသူ့မှာရှိရာကစီကန်ကြီးရဲ့အကိုတယောက်ပြီးရင်သူ့ကိုလုံးဝအထိမခံတဲ့မိဘရင်းနဲ့နေထိုင်ရတဲ့ပညာတတ်အမျိုးသမီးတယောက်အဲ့တော့သူတို့နှစ်ယောက်ကလက်ထပ်ဖို့အကြောင်းဖန်လာတဲ့အခါမှာကျတော့ပါရစီရဲ့အကိုကပညာမတတ်ပဲဇေယိုက်ဆန်နဲ့အာဂါဆန်တို့မိသားစုနဲ့သူညမောက်လုံးဝသဘောမတူချင်အဲ့တော့အစ်နဲ့မတူတဲ့သူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးကအစားပိုင်းမှာကျတော့အဆင်ပြေသလိုရရှိခဲ့ပါတယ် piracy ကိုစိုင်ရောင်းအားတက်စီတဲ့လက်ကောက်အဖြစ်သတ်မှတ်ပြီးတော့ counter ထိုင်ခိုင်းရတာကနေသူ့ရဲ့ပြဿနာစတတလုံးဒီ counter ထိုင်လာခဲ့တဲ့ရောက်ခမကြီးကနောက်မှရောက်လာတဲ့ချွေးမအောင်နေရာပေးပြီးတော့သူကစပွဲလို့လုံနေရတဲ့ပုံမှာမခံနိုင်ဖြစ်တယ်။နောက်တော့ဒီ Agasan ရဲ့မြမက counter ကိုနေရာယူလိုက်ပြီးတော့မှ piracy ကိုစပွဲထိုးဖို့ပြီးတော့စိုင်ဝေယာဝစ်ဆာလုပ်ဖို့ဖိအားပေးလာတယ်။အဲ့တော့မဟာပွဲရထားတဲ့ပညာတတ်မိခလေးတယောက်က Plada San ရဲ့အောက်ခြေတင်လို့လောက်ရတဲ့ခါမှာကျတော့အဲ့ဒီမှာစပြီးပြဿနာကြီးစဖြစ်လာတယ်။ ပါရစီကသူ့ယောက်ျားကိုချစ်ပေမဲ့သူ့ရဲ့ယောက်ျားမနဲ့ယောက်မသူ့ကိုဆက်ဆံတဲ့ပုံစံကိုသဘောမကျတဲ့အတွက်ကြောင့်မလို့အိမ်တော်ရေးမှာခဏခဏသူတို့စကားများရတယ်။အိမ်မောကနေလည်းအဲ့လိုမျိုးဆင်းသွားတာမျိုးတွေရှိ။သူ့ရဲ့အကိုနဲ့အမေကကြတော့လေအဲ့လိုဇယိုက်ဆန်တဲ့အတိုင်းအဝိုင်းမှာသူ့ညီမကိုခေါင်းငုံပြီးမခံဘူးအမြဲတမ်းမြောက်ပေးနေ။အရင်ကလည်းဒီသူ့မဟာဘွဲရထားတဲ့သူတို့စားတော်တဲ့သူ့ရဲ့သမီးလေးညီမလေးကိုမြောက်ထားတဲ့ဒီအလိကျင်ကလည်းရှိ။အဲနောက်တော့ဒီအာကာဆန်ရဲ့အမေကအိမ်မောကနေခဏခဏဆင်းသွားတဲ့ချွေးမကိုဒီမခံနိုင်မင်းနဲ့ အဲသူတောက်သူတို့ ਨੇ အဆင့်တန်းတူတဲ့နောက်ထပ်မိကလေးတယောက် ਨੇ ပေးစားပစ်မယ်ဆိုပြီးတော့ပြောလာတယ်အဲ့ဒီစကားရကြအောင်ဒီနှစ်ဖက်မီတာစုဝင်နေအကြီးကျယ်ရန်ဖြစ်သွားတယ်။ပါရစီကလည်းသူ့ယောက်ျားကိုချစ်ပင်မဲ့အဲဘလုံးမှမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မို့တကယ်လန်းခွဲမယ်ဆိုပြီးသူဆုံးဖြတ်လိုက်တယ်။သူ့ရဲ့မာနနဲ့တိတ်ခါကိုလည်းအကြမခံနိုင်တော့ကြောင့်မို့တမီးလေးကိုခေါ်ပြီးတော့ကိုမိဘအိမ်မှာကိုပြန်နေလိုက်တယ်ပေါ့။အဲ့တော့ကရူပါစာမိဖခင်เจ้าမှာခေါင်းညိတဲ့မင်္ဂလာလုပ်နေရဆိုတာကိုကြားတဲ့အချိန်မှာကျတော့အာဂါဆန်နဲ့သူ့မိဘတွေကရောက်လာပြီးတော့အဲ့ဒီနေရာမှာပြဿနာရှာတယ်။ ပြဿနာဖြစ်တာကကြတော့ဒီကလေးကိုသူပိုင်နေငါပိုင်နေဆိုပြီးတော့လူကြရင်နဲ့မိသားစုနှစ်စုကဖះเจ้าထဲမှာရံပွဲကတော်တော်လေးကိုအချိန်တက်လာတယ်။အဲ့ဒီအချိန်မှာအဲ့မျိုးနဲ့မူကလည်းဖះလာဘူးတာနဲ့ဂျုံတဲ့အတွက်ကြောင့်မလို့သူတို့လင်မယားရဲ့တက်တနာကိုပြေလည်အောင်ဖြေရှင်းပေးဖို့သူကပါဝင်ကြိုးစားတပတ်မှာပါရစီရဲ့အကူကကြတော့လေရောက်ပါကိုပညာပေးဖို့လို့လူမိုက်တွေကိုခေါ်ပြီးတော့ရောက်လာပြဿနာတော့တော်တော်ရှုပ်လာပြီ။နောက်ပြီးတော့ဒီခေါင်းရိပ်ပေးတဲ့သူအာဂါဆန်ကရိုက်လိုက်တဲ့အခါကျတော့အဲ့လူကလည်းစိတ်ဆိုးပြီးတော့သူ့လူတွေပြန်ခေါ်ပြီးတော့ဖះเจ้าကိုလာဖို့လှမ်းခေါ်လိုက်တယ်။အဲ့မှာ တော်တော်လေးကျွန်တော်ဖះเจ้าမှာရံပွဲကြီးอ่ะအကြီးကျယ်ဖြစ်တော့ဖះเจ้าနဲ့ကလင်မယားနှစ်ယောက်ရံပွဲကနေပြီးတော့မနှစ်ဖက်ဆွေမျိုးတွေပြီးတော့မြို့နယ်မှုတွေရောရက်ွက်လူမိုက်တွေရောပါရမဲ့အထီကိုဖြစ်လာခဲ့နောက်ဆုံးသူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးဇလန်ကအဲ့လိုဘတူညီတဲ့စူးညောင်ခလုတ်တွေကိုသူတို့အနေနဲ့ဘလို့ကြိုးစားပြီးတော့ရေဆိုင်ဖြစ်ရှင်းသွားမှာမိသားစုတန်ရောစင်နဲ့ဒီလင်မယားတန်ရောစင်ဆိုတဲ့အားပြိုင်မှုတွေရဲ့ရှားမှဘယ်ဟာကိုရွေးချယ်ကြမှာအဲ့ဖះเจ้าနဲ့မှာမပြီးဆုံးနိုင်တဲ့ကလေးလူပွဲကရောနောက်ဆုံးဘလို့အဆုံးတက်သွားမလဲဒါတွေကိုတော့ကျွန်တော်တို့ဒီရုပ်ရှင်ထဲမှာ တကယ်ကိုစိတ်ဝင်စားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။တရုတ်ရှင်ကိုတော့ Director Pandrak ကနေပြီးတော့အကောင်းဆုံးပုံဖော်ပြီးတော့ရိုက်ကူးထားတာဖြစ်ပြီးတော့တရုတ်ဆောင်နေနေနဲ့ဆိုရင်မင်းသား BJ စက်တူပါတီပြီးတော့မင်းသမီးဖြစ် Nitra Mansan တို့ကနေပြီးတော့မှဒီကားထဲမှာအဓိကပါဝင်တရုတ်ဆောင်ထားကြပါတယ်။အဲတရုတ်ရှင်ကိုကြည့်ရှုခြင်းနဲ့ပရိသတ်တွေအတွက်ကတော့ကျွန်တော်တို့ရဲ့ Fortune Bee ကနေအောက်တိုဘာလ18ရက်စနေနေ့ည9:00နာရီအချိန်မှာထုတ်လင့်ဓာတ်တာပေးတော့မှာဖြစ်လို့ပရိသတ်တွေအနေနဲ့စောင့်မျှော်ရှုနိုင်တဲ့အကြောင်းသတင်းကောင်းပါကြပါတယ်။အဲ့တော့နောက်ထပ်ထပ်ပြီးတော့ကျွန်တော်ညှိုးပေးခြင်းနဲ့ဇာတ်ကားကတော့2024ခုနှစ်ထဲမှာပဲထွက်ရှိလာတဲ့ ရီဝင်းဆိုတဲ့တိတ်ပန်စစ်ကူးရဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဒီကကကြတော့ကာတစ်ဆိုတဲ့ကောင်လေးကချစ်သူမရှိသေးတဲ့ software engineer လူငယ်လေးတယောက်ပေါ့။အဲចောင်းသားဘဝမှာသူကထူးချွန်နေစူးစမ်းရတယ်။နောက်အရေးကြီးရှိတဲ့လူငယ်တယောက်ဖြစ်ပေမဲ့သူ့ရဲ့နှလုံးသားကိုဆွဲဆောင်နိုင်တဲ့ကောင်မလေးနဲ့တော့သူကဂုထေကိုတွေ့ပဲမရသေးဘူး။အဲတနည်းကြတော့ဓာတ်လီကားထဲမှာရှန်တီဆိုတဲ့ကောင်မလေးနဲ့သူအမှတ်မထင်တွေ့တယ်။အဲမြင်မြင်ချင်းအချစ်ဆိုတာကိုသူအဲ့ချိန်မှာစပြီးတော့ခံစားမိတာ။ အထက်တက်ဆိုင်မှာပဲသူစိတ်ဝင်စားမိတဲ့ရှန်သေးကလည်းသူနဲ့အတူတူတယုံနဲ့လို့ရဖို့ဖြစ်လာတဲ့အခါအဲတိတ်တခုအချက်ကနေပြီးတော့မှတရားဝင်ချစ်သူတွေဖြစ်ဖို့မျှော်လင့်ချက်ကအရာထင်လာတယ်လို့ကျွန်တော်တို့ပြောရအောင်အဲရှန်သေးမှာကသူ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများကြီးရှိသူမရဲ့အဖိုးကကြတော့တစ်ချိန်ကသူ့ဘဝတစ်လျှောက်လုံးအချိန်ခီးသွားဆက်ကိုတည်ထွေမှုကြိုးစားခဲ့တဲ့သူဖြစ်ပြီးတော့တကယ်လဲအောင်မြင်သွားတယ်လို့ထင်ကြအောင်ရှန်သေးကပြောပြလာ ဒီဒီပညာနေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ကာတစ်တို့ကရှန်တီရဲ့အဖိုးအကြောင်းနဲ့အချိန်ခီးသွားဆက်အကြောင်းကသူ့အတွက်စိတ်ဝင်စားစရာအကောင်းဆုံးပုံမြင်တစ်ခုလို့ဖြစ်လာတယ်။သူတို့တယောက်ကအတူတူအလုပ်လုပ်ရင်းနဲ့တယောက်ကိုတယောက်ကတော့တော်တော်လေးပို့ပြီးတော့တန်ရုံးစင်တွဲလာတယ်။ဒါပေမဲ့သူတို့ချစ်သူဘွားကိုရောက်ဖို့အစိတားတစ်ခုကတော့ရှိအဲ့ဒါကရှန်တီမာက9နှစ်လောက်တွဲခဲ့ဘူးတဲ့ရေးသားမကြတငယ်ချင်းမကောက်ကျွန်တော်တို့ best friend လို့ပြောအောင်ပေါ့အရင်းနှီးဆုံးကောင်းတဲ့တယောက်ရှိအဲ့ဒါကြောင့်သူ့ချစ်ကိုဖွင့်မပြောဖြစ်ဖဲ အလုပ်ပေါ်ကိုင်းဘက်တငယ်ချင်းအစ်စ်ထက်ပိုမတက်နိုင်တဲ့နေသားမျိုးဖြစ်နေရပါဘူး။တရက်ကြာတော့သူတို့နှစ်ယောက်ကကော်ဖီဆိုင်မှာထိုင်နေတဲ့အချိန်အဲ့ဒီမျိုးကမွေးစေးဝါးမောင်းခူလုံနေတဲ့လူစိုးကောင်းဆောင်ခါတီးဆိုတဲ့လူနဲ့သူတို့ပြဿနာဖြစ်ကြတယ်။အမ်သူမကျင်းနဲ့လို့ရှိရင်ဘသူ့မှာအရှင်းမထားတတ်တဲ့ခါတိကကြတော့ကာတိကကိုအဲ့ဒီမှာရန်ညိုးဖွဲ့တယ်အဖြစ်ဖြစ်နေအပြည့်ရှင်းမယ်ဆိုပြီးသူစဉ်းစားလိုက် မချစ်မဖက်နဲ့လူစိုးကိုင်းကောင်းဆောင်ဖြစ်တဲ့ခါသီးရဲ့အသက်အငယ်ချိန်ချောင်းမှုကိုခံနေရတဲ့ကာတစ်ကကြတော့ဇက်တိုက်ဆိုလိုပဲဒီကန်ဆိုးမှုတွေတစ်ခုပြီးတစ်ခုသူရောက်လာတယ်ဗောနော်သူ့မုံတိနေတဲ့သူတယောက်ကရှန်တီကိုစော်ကားဖို့ကြံတယ်သူအချိန်မီတားဆီးဖို့ရောက်လာပြန်မယ်လေအဲ့တက်ခန်းကိုခါသီးရောက်လာလို့တတ်ပုတ်ကြရင်လည်းဓာတ်ထုတ်မှုတစ်ခုဖြစ်ခဲ့နောက်တော့ရှန်တီကလည်းသူ့ရဲ့ရီစာဟောင်းနဲ့ပြန်တွေ့လို့ကာတစ်နဲ့မိတ်ဆက်ပေးခြင်းနဲ့အကြောင်းပြောလာပြန်ပါတယ်အသက်အငယ်ကြားမှာလည်းရောက်နေတယ်အချိန်မှာလည်းနှုံးနေချက်တွေပြည့်စုံသွားတယ် အကန်တကကိုကိုတော်လေးစိတ်ပြတ်သွားပြီးတော့အသက်ရှင်နေတဲ့တောင်မှသူပျောက်ဆုံးလာရောတရက်မှာဒီစိတ်ညစ်တာတွေတက်တာဖို့အတွက်သူအချက်တွေအရင်မူးအောင်တောက်ပြီးတော့အိမ်ပြန်လာတယောက်တည်းအထီးကျန်နေတဲ့အတွက်ကြောင့်မလို့ဒီကွယ်လွန်သွားတဲ့သူ့ဖေရဲ့ဓာတ်ပုံချိန်ပြီးတော့သူထိုင်ပြီးစကားပြောနေပါတော့အကိုပြေယောဂါနဲ့သူ့ဖေကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းကျတော့သူ့ဘဝမှာဘာမှမျှော်လင့်ချက်မရှိဘဲနဲ့အတိတ်ပဲဖြတ်သန်းနေရတာကြားပြီးအဲနောက်တော့ဒီအရင်မူးမူးနဲ့ဘီရိုဘွားမတ်သူစာကိုသူလှမ်းယူလိုက်တဲ့အချိန်မှာအဘွားကနေတည်ရဲ့အိတ်ကြီးတစ်လုံးပြုတ်ကျတယ် အဲ့ဒီအိတ်ကိုသူမြင်လိုက်တဲ့အခါမှာရှန်သေးရဲ့အဖိုးရဲ့အချိန်ခီးသွားဇက်ဆိုတော့သူချက်ချင်းမှတ်မိသွားတဲ့အချိန်အဲ့ကိုဖွင့်ကြည့်လိုက်တော့အဲ့လိုကက်ဆက်ပုံစံဖန်တီးထားတဲ့ဆက်တလုံးကိုသူတွေ့တယ်ဖွင့်မှုစူးစမ်းပေမဲ့နှစ်ပေါင်းများစွာကြာနေတဲ့အတွက်ကြောင့်မလို့ပါဝါအလုံးမလုံးတော့လုံးဝဖွင့်မရဘူးဖြစ်နေသူကလည်းဒီနေပညာပိုင်းကျွမ်းကျင်တဲ့ engineer တယောက်ဖြစ်တဲ့အခါကျတော့ဒီပါဝါဖွင့်လို့ရအောင်သူမြေမြေစူးစမ်းပြီးတော့မှသူပြင်ကြည့်နောက်တော့အဲ့ဒီကက်ဆက်ပုံကြီးကအသက်ဝင်လာပြီးတော့အချိန်ခီးသွားမှုအစင်းစင်းဖြစ်လာကာတစ်ကအဲ့ဒီအချိန်မှာစိတ်ကူးတစ်ခုရသွားတယ်အဲ့ဒါဘာလဲဆိုတော့ ူသာဒီရှန်တင်နဲ့သူ့ရဲ့ရေးကြမတွေ့ခင်အချင်းကိုပြန်သွားပြီးတော့သူတို့နှစ်ယောက်ကိုမစုံပြအောင်တားဆီးနိုင်မယ်ဆိုရင်ဒါရှန်တင်ရဲ့အချစ်ကိုရနိုင်တယ်ဆိုတော့သူတွေးလိုက်တဲ့အချင်းအတကယ်လို့အစအပြန်စပြီးတော့မှအားလုံးပြောင်းလဲပြစ်နိုင်မယ်ဆိုရင်ရှန်တီးရဲ့အချစ်ကိုလည်းသူရယူနိုင်မယ်။ကိုဗစ်ကာလမှာတည်ဆုံသွားတဲ့သူ့ရဲ့အဖေအသက်ကိုလည်းကယ်တင်နိုင်မယ်ဆိုပြီးသူကယူဆလိုက်တယ်။အဲဒါကြောင့်သူက2019ထိကိုပြန်သွားလိုက်ပြီးတော့မှအချင်းကြီးသွားဆက်ကိုအဲ့နေရာကိုရွေးချယ်လိုက်တယ်။အဲ့တော့အချင်းကြီးသွားပြီးတော့သူထင်ထားတဲ့အတိုင်း 2019မှာတကယ်ပဲသူကြရအောင်ပြောင်းလဲပြနေမှာ ပြီးတော့အဲ့အချိန်ခီးသွားဆက်ကောင်သူ့အိမ်မှာဘာလို့ရောက်နေရတာလဲသူနဲ့ရှန်ဗီရိုရဲ့အခြေအကောင်လက်တွေ့ဘဝမှာဘာကြီးဆက်ဖြစ်လာမှာလဲ အဲ့ကြောင်လေးကိုရုပ်ရှင်ထဲမှာရင်ခုန်စွာနဲ့ကျွန်တော်တို့ကြည့်ရှုခံစားမှာဖြစ်ပါတယ်။ဒီစကားမှာဆိုရင်တော့တူးဆောင်နေနေနဲ့မင်းသားစိုင်းရူနော်နဲ့မင်းသမီးအန်ရူတာချောင်တွေတို့ကနေပြီးတော့အဓိကပါဝင်ရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကလီယန်ချာကရာဘာတီကနေပြီးတော့မှစစ်ကွေးရဲ့ဆန်ဆန်နဲ့ရတများအောင်ရိုက်ကူးထားတဲ့အချစ်တေးဥပေါ်ဒါသိပ်ပန်ပေါ့နော်ဆရုပ်ရှင်စကားတကားလည်းဖြစ်ပါတယ်။အဲပရိသတ်တွေအတွက် BOM စကားကိုတော့ကျွန်တော်ရဲ့ Fortune TV ကနေအော်တိုဘာလ19ရက်နေ့တနင်္ဂနွေနေ့ည9:00အချိန်မှာထုတ်လင်းတက်တာပေးတော့မှာဖြစ်ပါတယ်။ နောက်ထပ်ကျွန်တော်ထပ်ပြီးတော့နောက်ဆုံးညွှန်းပေးမယ့်ဇာတ်ကားကတော့ဒီနှစ်ထဲမှာပဲထွက်ရှိလာတဲ့ Metro in Dino ဆိုတဲ့အချစ်တရုပ်ပေါ် drama ဇာတ်ကားပဲဖြစ်ပါတယ်။တရုတ်ရှင်ကကြတော့အိန္ဒိယမြို့ပြရဲ့အချစ်နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုပေါင်းစပ်ဖော်ပြထားတဲ့မြို့ပြလူနေမှုနောက်ခံဇာတ်လမ်းတကားပေါ့။ပထမအချစ်ဇာတ်လမ်းကကြတော့ပါနကူးဆိုတဲ့ Keto Blogger နဲ့ချွန်ဂီဆိုတဲ့ကုမ္ပဏီဝန်ထမ်းကောင်မလေးတယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။ချွန်ဂီကသူ့ရဲ့တငယ်ချင်းတွေနဲ့ဟိုလီပွဲတော်ကိုဆင်နွှဲပြီးတော့အဲ့ဒီမှာသူအမူးလုံးနဲ့ ိမ်ပြန်လာတဲ့အချိန်မှာဒီအိယာနာမည်ကိုမှားပြောရတဲ့ကြောင့်မလို့ဖားရဲ့တိုက်ခန်းတဲ့သူရောက်သွားတယ်။နောက်တော့ဒီဖားကလည်းဟိုလီကပြန်ရောက်လာတဲ့အချိန်သူ့ရဲ့အိမ်မှာမူဘီအိတ်နေတဲ့ချွန်ကီနဲ့ဆုံပြီးတော့အမှုပြအောင်လုပ်ပေးနေတဲ့အိမ်ပြန်ပို့လိုက်ရတယ်ပေါ့ဗျာ။ချွန်ကီရဲ့ရည်စားကကြတော့အိမ်ညာအဖြစ်အပျက်တွေနားလည်မှုလွဲသွားလို့ဖားနဲ့သူ့ရဲ့တငယ်ချင်း Judy ကသူ့တို့ကိုဒါချွန်ကီရဲ့အရင်းအမြစ်တငယ်ချင်းတွေဖြစ်တဲ့အကြောင်းဇလန်းစင်ရှင်းပြရင်းနဲ့သူ့တို့အချင်းချင်းရင်းနှီးသွားတယ်။ ။တကယ်ရင်ဒီတော့တဲ့ခါမှာကြာတော့ချွန်ကီကသူ့ user tag key drop block တွေရိုက်ပြီးတော့ပျော်ပျော်နေတဲ့တဲ့ဖားပေါ်မှာပို့ပြီးတော့တန်ရောစင်ဖြစ်လာတဲ့စိတ်ဝင်စားလိုက်။ဖားကကြာတော့အချစ်ကိုအလေးမထားဘဲနဲ့ကောင်မလေးတယောက်ပြီးတယောက်ကိုတွဲနေတဲ့အပူပင်ကင်းတဲ့လူငယ်တယောက်ဘဝမှာသူတာယာနေပြီ။အလုံးမှာလည်းအစင်မပြေမှုတွေနဲ့ဒီရီးစားနဲ့တဝင်တမှုတွေကြားမှာပိတ်မိနေတဲ့ချွန်ကီရဲ့အချစ်ဆိုတာကိုနားမလဲပဲနဲ့လေးလနဲ့မခံစားဘူးတဲ့ဖားရဲ့ကြားမှာအချစ်ဆိုတဲ့အရာတစ်ခုကြီးကမထင်မှတ်ပဲဖြစ်ပေါ်လာတယ် နောက်တစ်ခါကျတော့ချွန်ကီရဲ့အမကာချိုရိုလင်မယားရဲ့အချက်ဇလန်ကာချိုရိုလင်မယားကကျတော့ဆယ်ကျော်သက်အရွယ်သမီးလေးတယောက်နဲ့အတူတာယာရဲ့အိမ်တော်ကြီးကိုပုံဖော်ဖို့ကြိုးစားနေတဲ့ဇနီးမောင်နှံလေးပေါ့ကာချိုကတူမီတာစုကိုဂရုစိုက်ပြီးတော့အိမ်တော်ကြီးအဆင်ပြေအောင်ဘလောက်ပဲကြိုးစားကြိုးစားသူ့ရဲ့ယောက်ျားမွန်ဒီကကျတော့အပြစ်မှအပျော်ရှာဖို့ကြိတ်ပြီးတော့ကြံစီနေတယ်သူ့ယုံကလူဖို့ကိုင်းပတိကလည်းယောက်ျားလေးချင်းချင်းကူညီတဲ့အနေနဲ့မိမမသိအောင်ကျွန်တော်ပေါ်လာချင်းချင်းကြားထဲမှာပေါ့ကဲလို့ရတဲ့နေလန်းလေးကိုတင်ပေးထားတယ် အဲ့နဲ့ဘွန်တီကအကောင့်တခုဖွင့်ပြီးတော့ online ကနေချားမျိုးသမီးတွေနဲ့စကားပြောရင်းနဲ့ချီနူးตายရနေပါတယ်။အဲ့ကာချိုကကြတော့သူ့ယောက်ျားရဲ့အချင်းတွေကိုစုံစမ်းဖို့သူကလည်းအကောင့်တခုဖွင့်တယ်။သူ့ယောက်ျားကိုစကားသွားပြောဖို့သူအကောင့်တခုနဲ့သွားပြောဖို့စမ်းသက်ကြည့်။အလင်းများနှစ်ယောက်ကတိန်နဲ့တူနေပေမဲ့အကောင့်တခုတွေတုံးပြီးတော့အပြန်လန်ဆက်သွယ်ရင်းရင်ဖွင့်နေရအောင်။အဲဘွန်ဒီကကြတော့သူမိမထောင်ချောက်ဆင်နေဆိုတော့မသိဘူးမသိတဲ့ခါကျတော့သူကအဲ့အကောင့်တုနဲ့အဆင်ပြေနေပြီဆိုပြီးတော့တော်တော်လေးသဘောကျကျင်တဲ့ တဲမှာကြတော့ကာပြိုကမွန်ဒီယိုအဖြစ်ပြစ်ရှက်ခွင့်ချင်တဲ့အတွက်ကြောင့်မို့လို့အကောင့်ထဲကနေဟိုတယ်မှာတွေ့ဖို့ချင်းပြီးတော့အမိဖမ်းလိုက်ပါတယ်တကယ်ထင်မိရောက်လာတဲ့မွန်ဒီကကြတော့ဒုက္ခအမျိုးမျိုးရောက်ပြီးတော့အဆက်ကွဲပြီးတော့နောက်ဆုံးမှာကြတော့သူ့မိမသူ့ပညာပြမန်းကိုသူတိသွားတယ်ကာပြိုကဖောက်ပြန်မှုစူးစမ်းခြင်းနဲ့ယောက်ျားတယောက်ရဲ့အချစ်ကိုအယုံကြည်မရှိတော့ဘဲနဲ့လင်မယားချင်းကွာရှင်းမှုဆုံးဖြတ်လိုက်ပြီးတော့သူအိမ်ပေါ်ဆင်းသွားတယ်ပေါ့နောက်ထပ်တယောက်ကကြတော့ဘာရဲ့တငယ်ချင်းဖြစ်တဲ့ရှူရတီရဲ့အချစ်ဇလန် ရှရဒီယာတည်င်းတောက်တယောက်ဖြစ်ပြီးတော့မှသူကအဆိုရဖြစ်ဖို့ကြိုးစားနေတဲ့အာကက်ဆိုတဲ့ရေးစားတယောက်ရှိအကက်ကအောင်မြင်တဲ့ဆိုတော့တရားမှာဖြစ်ဖြစ်အောင်ကြိုးစားခြင်းတဲ့အတွက်အလုတ်ကနေထွက်ပြီးတော့ဒီဘုံပင်မှာသွားနေဖို့သူဆုံးဖြတ်တယ်။အဲရှူရတီကကြတော့အကက်နဲ့ရတဲ့ကိုဝင်ရှိနေတဲ့အတွက်ကြောင့်ကလေးရှိရင်းနဲ့နှစ်ယောက်သားအမြန်ဆုံးအတူနေရဖို့ကြိုးစားရင်းနဲ့သူတို့ဖိအားရရောဖြစ်တယ်။ ်အော်မြင်မှုယူသွင်းတဲ့အာကက်ကကြတော့လူပညာသမားဖြစ်တဲ့အတွက်စိတ်အယဉ်လို့သူဆိုတော့ဖြစ်မလားမှာသူ့ရင်သွေးကိုတာဝန်မယူနိုင်မှာပြီးတော့သူ့ရဲ့ချစ်သူရှူရတီကအနေဝေးပြီးစိတ်ပြောင်းသွားမှာဒါရီသူတွေးပြီးတော့အများရန်ပူလောင်နေပေါ့ရှူရတီကကြတော့လောကထဲအောင်ရဆိုင်မှုယုံကြည်မှုရှိမနေတဲ့အာကက်ကိုအားမလို့အားမရဖြစ်ပြီးတော့အဲချစ်တဲ့စိတ်ကတစ်ဖက်ဆွလုံးပြစ်ချင်တဲ့စိတ်ကတစ်ဖက်နဲ့သူကလည်းဝေခွဲမရဖြစ်နေရောနောက်ဆုံးတော့ဒီရှူရတီနဲ့သူ့ရဲ့တင်ငယ်ချင်းဖားရဲ့အရင်ဒီဆက်ဆံရေးတွေအပေါ်မနာလို့ဖြစ်လာတဲ့အာကက်ကအချစ်စိတ်ကြောင့်ပောက်ကွဲပြီးတော့နာကျင်ကြရဖြစ်လာ အဲ့စကားကဒီမြို့ပြအလူနေမှုအခြေရဲ့တည်ရမှုတွေအဖြစ်ပြက်တွေနဲ့အဲကျွန်တော်ရုပ်ရှင်ပညာသုံးပြီးတော့ပုံဖော်ထားတဲ့စကားတကားဖြစ်ပါတယ်။တကယ်လို့ဒီကားကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လူနေရဲ့ချစ်ချင်းသုံးခုနဲ့ပတ်သက်ပြီးတော့မှဒါအခြေဆက်ကလေးပြီးတော့အဲမြို့ပြလူနေမှုရဲ့ဈာမလူငယ်တွေရဲ့အခြေကြီးပြီးတော့အခက်ခဲတွေဒါလေးတွေကိုကျွန်တော်ထင်ဟအောင်ပုံဖော်သွားတာကိုအများကြီးစကားထဲမှာတွေ့ရတယ်။ အဒီစကားရဲ့နောက်ဆုံးမှာဆိုရင် အချစ်ကိုအလေးမထားတတ်တဲ့ဖားနဲ့အချစ်ကိုဦးစားပေးခြင်းနဲ့ချွန်ကီတို့ကြားရဲ့အချစ်ကအသက်ဝင်သွားမှာလားကာဂျိုနဲ့သူ့ယောက်ျားရဲ့အိမ်တော်ကြီးကရောတကယ်ကိုအချစ်နဲ့ပြန်ဆက်လို့ဖြစ်နိုင်မှာမဟုတ်ဘူးချူရတီနဲ့သူ့ရဲ့ရည်စားအကဲရဲ့အချစ်ကရောလောကရန် PR တွေကိုလက်လျှော့အရှုံးပေးရတော့မှာလား စတာတွေကိုကျွန်တော်တို့စိတ်ဝင်စားကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဒီဇက်ကမှဆိုရင်တော့တိုးဆောင်နေနေနဲ့မင်းသားအလီဖာဆယ်မင်းသားအဒီယာရိုင်းကဘူပြင်တော့ဒါမင်းသမီးဆာရာအလီကန်အာဖာတီနာဆာနာရှိတ်တို့ကနေပြီးတော့မှအပြည့်ပြင်းဆုံးပါဝင်တိုးဆောင်ထားကြပါတယ်ဒါရိုက်တာအနေနဲ့ဆိုလို့ရှိရင်တော့အန်ဒူရာဘာဆူကနေပြီးတော့အမှုပညာဆန်ဆန်တင်ဆက်မှုတွေနဲ့ရက်တာမြောင်အကောင်းဆုံးပုံပေါ်ဖန်တီးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ရှုခြင်းနဲ့ပရိသတ်တွေအတွက်ကတော့ကျွန်တော်တို့ရဲ့ Fortune TV ကနေအော်တိုဘာလ20ရက်နေ့တင်းလာနေည9:00နာရီအချိန်မှာထုတ်လွှင့်ပြသပေးမှာပဲဖြစ်ပါတယ်။ ဒီမှာတော့ကျွန်တော်တို့ရဲ့ sister movie ကနေအချစ်ရဲ့အတိတ်ပဲကိုပုံဖော်တင်ပြထားတဲ့ရုပ်ရှင်ဇာတ်ကား၃ငါးကိုဒီတစ်ပတ်ရဲ့ weekend မှာကြည့်ရှုဖို့အတွက်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့ရဲ့ sister movie season ကတော့အပတ်စဉ်အင်္ဂါနေ့ည၈:၄၅ချိန်မှာ Fortune TV channel နဲ့ Fortune TV ရဲ့ application မှာတပြိုင်တည်းကြည့်ရှုနိုင်တယ်လို့မျိုးပဲ Fortune TV ရဲ့ YouTube channel မှာလည်းဝင်ရောက်ကြည့်ရှုလို့ရနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ thank you ပါ